ယနေ့မှာတော့အထံအိဗယ်ရှင်းလင်းချက်စတ္တမပိုင်းကို စတင်လိုက်ပါတယ်စတ္တမပိုင်းမှာဝိပါက ပစ္စည်းယောဂနေပြီးတော့စတင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။မိမိတို့ပြုပြီး ပြုခဲ့သမျှကံတွေကြောင့်ဖြစ်လာရတဲ့ကျိုးတရားတွေဟာဝိပါကပစ္စည်းတွေပါပဲ။ကံနဲ့ကံရဲ့အကျိုးပေးကိုယုံကြည်လက်ခံသူတိုင်းကံရဲ့အကျိုးပေးဝိပါကကိုလည်းယုံကြည်ကြရမှာပါ။ပြီးတော့အာဟုတုကံကို မပြုလို့မရဘူးလေ။အလုံးရေးကြီးလာပါလေ။ကံရဲ့အစွမ်းတတ္တိနဲ့ကံစွမ်းအင်ဟာချက်ချင်းလဲအကျိုးပေးတယ် ဘောသံတရာဆက်ဆက်ထိအခွင့်လန်းသိတဲ့အခါလဲကြိုးပေးပါလေ။သိမ့်ပါပညာမှာစွမ်းအင်တည်မြဲမှုနိယာမဆိုတာရှိပါတယ်။စွမ်းအင်ဟာပုံတရံသာ ပြောင်းသွားတာဖြားဖြဲပြည့်လို့မရသလိုမျိုးပါ။ဘောသံတရာတကွေ့မှာတော့အကျိုးပေးဝိပက်ကပေါ်လာမှာပဲ။ဒါကြောင့်မြတ်စွာဘုရားကဝိပါကပစ္စယောတိဝိပါကသတ္တရောခန္ဓာအရဝိနောအိညာမညာဝိပါကပစ္စယေနပစ္စယော ဝိပါကပစ္စယောတိဝိပါကပစ္စည်းဟူသည်ကဝိပါကအကျိုးဝိပတ်ဖြစ်ကြကုန်သောသတ္တရော၄ပါးကုန်သောအရဝိနောနံဖြစ်ကြကုန်သောခန္ဓာဝိပတိခန္ဓာပရိဒဏိခန္ဓာတို့သည်အညာမညာချင်းချင်းပြန်လည်အဖြစ်ဝိပါကပစ္စယေနာအကျိုးဖလဝိပါကတတိပင်ပစ္စယောကျေးဇူးပြုသည်ဟောတိဖြစ်၏အတိဘေကတော့တတဝါရီဘဝဆက်ဆက်တန်တရာဆက်ဆက် ဆက်သွားကြရတာဝိဘနမခန္ဓာတို့ကသူတို့အချင်းချင်းကိုလဲကျေစုပြည့်တယ်ဒါအပြင်စိတ်တစယုတ်တိပဋိသင်္နေကမ္မဇယုတ်တိကိုလဲဝိဘကတတ္တိနဲ့ကျေစုပြည့်လိုက်တာဖြစ်တာကြောင့်ဝိဘစိတ်ရဲ့သဘောကငြိမ်သက်တယ်ပဋိသင်္နေစပြီးဖြစ်လာကြတဲ့ကပဋိသင်္နေကမ္မဇယုတ်ကိုဝိဘကတတ္တိနဲ့အကျိုးပြုပေးနေတယ်အဲ့ပြောနေတော့မှလဲပဋိသင်္နေဝိဘစိတ်နဲ့တထက်တယ်ဒူတဲ့စိတ်နဲ့နေတာဖြစ်တယ် ။နောက်အာဟာရပစ္စယောအာဟာရဟာယုတ်သက်နံသက်တွေကိုအရှိသဖြင့်ဒီတန်းအောင် ခိုင်မြအောင်ကြီးပွားတိုးတက်လာအောင် ဆောင်ရွက်ပေးပါလေ။တတဝါရဲ့လို့ဖြစ်လာကြရတာလဲကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးကပြုပြင်ပေးလိုက်လို့တတဝါတွေဖြစ်လာရတာပါ။ဖြစ်လာပြီးတဲ့နောက်ဒီခန္ဓာကိုယ်ကြီးရလာတော့လဲကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးနဲ့ကျင်းလို့မရပြန်ဘူး။ အခုဒီမှာအာဟာရရဲ့အရေးကြီးပုံကိုမြတ်စွာဘုရားကအာဟာရပစ္စယောတိကဗရိကာရောအာဟာရောဣမတကာယတအာဟာရပစ္စယေနပစ္စယောအာရဝိနောအာဟာရသမြုဒကနံဓမ္မနံတန်သမုဋ္ဌာဏနိဇာရူပနံအာဟာရပစ္စယေနပစ္စယောအာဟာရပစ္စယောတိအာဟာရပစ္စယုတိကကဗလိကာရောအလုံးလွေးပြည့်ရသောရသော အာဟာရောအာဟာရတိဣမတကာယတဤခန္ဓာကိုယ်ကြီးတစ်ခုလုံးအားအာဟာရပစ္စယေနမြဲမြဲခိုင်ခန့်သဖြင့်ဒီရန်အာဟာရတိဟုသောဩဇာတက်ဖြင့်ပစ္စယောထောက်ပံ့သမှုကျေးဇူးပြုသည့်ဟောတိဖြစ်၏အရဝိနောနံပြေကုံသော အာဟာရဖတ်သစေတနာဝိညာဉ်ဟုဆိုရသောနံအာဟာရသုံးပါးတို့သည်တံမြုပ်တက္ကနံရှင်ရွေ့ဖြစ်ကြကုန်သော ဓမ္မနိစ္စစိတ်စေတသိက်တရားတို့အား၎င်းတန်သောဌာနနဲ့ထူအာဟာရကြောင့်ပြည့်ကြကုန်သောရူပနိစ္စစိတ်တစားယုပရိသန္တိကမ္မဇာယုတို့အား၎င်းအာဟာရပစ္စယေနမြဲမြဲယင်ခိုင်ခန့်အရှိသဖြင့်ဒီတံအာဟာရတိဟုသောဩဇာတတ်ဖြင့်ဣဇယောထောက်ပံ့သမှုကျေးဇူးပြုသည့်ဟောတိဖြစ်၏အိဘေကတော့ဒီခန္ဓာကိုယ်ကြီးထဲမှာကံကြောင့်စိတ်ကြောင့်ဥဒ္ဓကြောင့်အာဟာရကြောင့်ဖြစ်တဲ့ရုပ်အစဉ်တွေရှိပါတယ် အဲ့ဒီရုပ်စင်တွေအစီအသဖြင့်ဒီကြံခိုင်မရအောင်လုပ်ဖို့ဆိုတာကတော့အဟာရတက်တွေတို့ပါတယ်ယင်ဘကအလုံးလေးပြုပြီးစားလိုက်တဲ့အဟာရမှာရှိတဲ့ဩဇာတက်အဟိဒဩဇာဟာအတွင်းမှာရှိတဲ့အစ္စဒဩဇာတက်ကိုအားပေးထောက်ခံပါတယ်ဒီလိုစားလိုက်တောက်လိုက်လို့ကမ္မဇယုတ်တွေစိတ်တဇယုတ်တွေဥဒုဇယုတ်တွေအဟာရဇယုတ်တွေဟာအာရင်တောင်းနဲ့ခိုင်မာလာတဲ့ကိုလက်တွေ့သိနိုင်ပါတယ် ဒီအတိုင်းပဲနာအဟာရတွေဖြစ်ကြတဲ့ဖတ်တာစေတနာနဲ့ဝိညာဏတရားတွေဖြစ်ပုံကိုလည်းကြည့်ရင်ဖတ်တာကအယုံ6ပါးမှချီးတွေ့လာတဲ့ကောင်းကောင်းဆိုးဆိုးမျိုးမျိုးရှိတဲ့အယုံတွေကိုရသခံပြီးဝေဒနာကိုကြီးပွားအောင်တဏှာကြီးပွားအောင်ဖတ်တာအဟာရနဲ့လုံဆော်ပြီးတယ်သူလုံဆော်ထောက်ပံ့တာကြောင့်တတဝါရီယာတန်တရာမှာဘဝအမျိုးမျိုးဖြစ်လာရတာပေါ့ဝိညာဉ်ကတော့အယုံကိုသိဖို့ကိစ္စမှာ နန္တရားရဲ့ရှိကဝိညာဏအာဟာရတ္တိနဲ့ဥဆောင်ထောက်ပံ့ပေးပါတယ်။ဒီဝိညာဉ်ကြောင့်လည်းနန္နဲ့ယုတ်တို့အသက်ဆက်နေရတာဖြစ်ပါတယ်။ဝိညာဉ်သာမရှိရင်နန္ယုတ်တွေလည်းရှိမှာမဟုတ်ပါဘူး။နောက်အိန္ဒိယပစ္စယောအိန္ဒိယဆိုတာအစိုးရခြင်းစောင့်ရှောက်ခြင်းလို့အဓိပ္ပာယ်ရှိပါတယ်။သူ့ရဲ့အစိုးရမှုစောင့်ရှောက်မှုကသူ့အပိုင်းနဲ့သူသူ့ဒေသနဲ့သူသူ့အစိုးရတာမျိုးစောင့်ရှောက်တာမျိုးပါ။ရှင်းမှာဖော်ပြခဲ့တဲ့အဓိပတိပစ္စည်းလောက်သူကတကိုးစွမ်းအားမရှိဘူး။ အဓိပတိကသူအုပ်ဆိုးနေတဲ့အခါသူနဲ့အတူ အပြိုင်အုပ်ဆိုးသူမရှိရဘူးအားလုံးဟာသူ့လက်အောက်ကနေကြရတဲ့သဘောပေါ့ဥမာဆန္ဒကဓိပတိတက်ပြီဆိုရင်ကျန်တဲ့တရားတွေကအဲ့ဒီဆန္ဒတိုင်းလိုက်ပြီးဖြစ်ကြရတာအိန္ဒြိယကတော့အဲ့လိုမဟုတ်ဘူးဒါကမြတ်စွာဘုရားကအိန္ဒြိယပစ္စယောတိသကုံတရိယသကုဝိညာဏဓာတုယတန်သမယုတ်တကအနိစ္စဓမ္မနဲ့အိန္ဒြိယပစ္စယေနပစ္စယော သောဒိန္ဒရိယသောတာဝိညာဏဓာတုယတံသမယုတ်တကနိစ္စဓမ္မနဣန္ဒရိယပစ္စယေနပစ္စယောကာနဣန္ဒရိယကာနဝိညာဏဓာတုယတံသမယုတ်တကနိစ္စဓမ္မနဣန္ဒရိယပစ္စယေနပစ္စယောဇိံဝိန္ဒရိယဇိံဝဝိညာဏဓာတုယတံသမယုတ်တကနိစ္စဓမ္မနဣန္ဒရိယပစ္စယေနပစ္စယောကာယဣန္ဒရိယကာယဝိညာဏဓာတုယတံသမယုတ်တကနိစ္စဓမ္မနဣန္ဒရိယပစ္စယေနပစ္စယော ရူပဇီဝိတ္တိယံကတ္တာသရူပနဣန္ဒိယပစ္စေနပစ္စယောအာရူဝိနောဣန္ဒိယသမေတကနေဓမ္မနံတန်သမုဋ္ဌာနာနိသရူပနဣန္ဒိယပစ္စေနပစ္စယောဣန္ဒိယပစ္စယောတိဣန္ဒိယပစ္စည်းဟူသည်ကဇဂုံတရိယံငြိမှုကိုဆိုးရသောမျက်စိအကြည်ဝိထုရုပ်သည်ဇဂုံဝိညာဏဓာတုယဇဂုံဝိညာဏတမြင်သိစေရ၎င်း တန်သမီးတကံနဲ့တော်မြင်သိစိတ်နှင့်ရှင်ကုန်တော်ဓမ္မအနစ်္စစိတ်စေတသိက်တရားတို့၎င်းအိန္ဒိယပစ္စယိနအသီးသည်အတကအတကအုံဆိုးကြမှုကျေးဇူးပြုသည်အိန္ဒိယသတိဖြင့်ပစ္စယောကျေးဇူးပြုသည်ဟောတိဖြစ်၏သောဒိန္ဒိယံကြားမှုကိုဆိုးရသောနာအခြေတဝိတုဝိတုယုတ်သည်သောတာဝိညာဏဓာတုယသောတာဝိညာဏတက်ကြားသည်စိတ်အား၎င်း တန်သာပြေတကနဲ့ထိုကြသည့်စိတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစိတ်စိတ်တိတ်တရားတို့၎င်းဣန္ဒြိယပစ္စယေနအသီးသီးအတကအတကအုပ်ဆိုးကြမှုကျေးဇူးပြုသည့်ဣန္ဒြိယတတ္တိပင်ပစ္စယောကျေးဇူးပြုသည့်ဟောတိဖြစ်၏ကာနိန္ဒြိယံနာမှုကိုအစိုးရသောနှကောင်းကြည်တဝိတုယုတ်သည်ကာနဝိညာဏဓာတုယကာနဝိညာဏတနာသိစရာ၎င်း ။တန်တမ်းပြုလကနဲ့ဒုနယ်သိစိတ်နေရှင်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတို့ကလည်းကောင်းဣန္ဒြိယပစ္စယေနအတိတိအသကအသကအုပ်စိုးကြမှုကျေစုပြုသည့်ဣန္ဒြိယသတ္တိပင်ပစ္စယောကျေစုပြုသည့်ဟောတိဖြစ်၏။စေဝိန္ဒြိယံသာသမှုကိုစိုးရသောဆရာကြီးဝိတုယုတ်သည်ဇိမ်မဝိညာဏဓာတုယဇိမ်မဝိညာဏတယတာကိုတိစရာ၎င်းတန်သမြေ၎င်းတို့ယတာတိစိတ်နေရှင်ကုန်သော ဓမ္မနိစ္စစိတ်စေတသိက်တရားတို့၎င်းဣန္ဒိရိယပစ္စယေနာအတိတိအသကအသကအုပ်ဆိုးကြမှုကျေးဇူးပိသည်ဣန္ဒိရိယသတိပင်ပစ္စယောကျေးဇူးပိသည်ဟောတိဖြစ်၏ကာယဣန္ဒိရိယထိုထိသည့်မုဂ္ဂိုလ်ဆိုရသောကာယအကြည့်ဝိတုယုတ်သည်ကာယဝိညာဏတာလူယကာယဝိညာဏတက်ထိသည့်စိတ်ရ၎င်းတန်သာမြို့တကနဲ့ထိုတိတိစိတ်နေရှင်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတို့၎င်းဣတိရိယပစ္စယေနာ အတိတိအတ္တကအတ္တကအဥဇုကြမှုကျေစုပြုသည့်အိန္ဒိရိယသတ္တိပင်ပဇိယောကျေစုပြုသည့်ဟောတိဖြစ်၏ရူပဇီဝိတ္တိန္ဒိရိယံယုတ်ကိုအစိုးတရားပြု၍စောင့်ရှောက်သောယုတ်ဇီဝိတရူပဇီဝိတ္တိန္ဒိရိယသည်ကတ္တတရူပလံဇီဝိတ္တိန္ဒိရိခြင်းသောကမ္မဇယုတ်တို့အားအိန္ဒိရိယပစ္စယေနာသီသည့်အတ္တကအတ္တကအဥဇုကြမှုကျေစုပြုသည့်ဟောတိဖြစ်၏အာရူမီနော နာမည်ကုံသောဣန္ဒိယနာဇဝိတစိတ်စေတနာတရာဝရိယတတိဧကကရပညာဟုဆိုရသောနိုင်ဣန္ဒိရေပတို့သည်နာမည်တကနဲ့ရှင်း၍ဖြစ်ကြကုန်သောဓမ္မနိစ္စစိတ်စေတစိတ်တရားတို့အား၎င်းတန်သဗုဒ္ဓနာနဲ့ထိုဣန္ဒိရတို့ကြောင့်ဖြစ်ကုန်သောရူပနိစ္စစိတ်တစ္ဆယုပရိသန်၏ကမ္မဇယတို့အား၎င်းဣန္ဒိရပစ္စယေနာအသီးသည့်အတ္တကအတ္တကအုပ်စိုးကြသည့် ဣန္ဒြိယတတ္တိဖြင့်ပစ္စည်းောကျေးဇူးဝိသည်ဟောတိဖြစ်၏အိဗေကတော့ဣန္ဒြိယပစ္စည်းဟာအကျဉ်းအဖြစ်သုံးမျိုးသုံးစားရှိပါတယ်သာသရဣန္ဒြိယဘုရိဇာဣန္ဒြိယလူဘဇီဝိဣန္ဒြိယတို့ဖြစ်ကြပါတယ်သာသရဣန္ဒြိယဟာဇီဝိတစိတ်စေရဏတရားဝိရိယတတိဧကဂရပညာစသည်တို့ဖြစ်ပါတယ်ဘုရိဇာဣန္ဒြိယက သကုသောတာကာဏဇိံဝါကာယစသည်တို့ဟာပုရိဇာတေတ္တိယပစ္စည်းတွေဖြစ်ကြပါတယ်ရူပဇီဝိတေတ္တိယကတော့ယုတ်ဇီဝိတအလုံးဖြစ်ပါတယ်ဇီဝိတယုတ်ဟာကံကြောင့်ဖြစ်တဲ့ကမ္မဇယုတ်တွေအသက်ကမ္မဇယုတ်တွေကိုအသက်ရှိအောင်ဆောင်ရှောက်ပေးတဲ့ထူးခြားတဲ့အကြောင်းသဘောဒါကြောင့်ယုတ်မှာအသက်လို့ခေါ်တဲ့ဇီဝရှိတယ်အတ္တမဟုတ်ပါအသက်ကောင်းကလေးလည်းမဟုတ်ဘူးငယ်ငယ်ကအเจ้าမှာဆဲတွေအเจ้าကိုသင်တော့ ဆဲဤကွဲစို့ကွဲထွက်သွားတာကိုအားအလွန်ကောင်းတဲ့မိုက်ခရိုစကုပ်နဲ့ကြည့်တော့မြင်ရတယ်။လှုပ်စီလှုပ်စီနဲ့အေးလှုပ်စီလှုပ်စီကလေးဟာတဖြည်းဖြည်းအလေကတိမ်လာပြီးတစ်ခုကနှစ်ခုနှစ်ခုကနဲ့လေးခုလေးခုကနဲ့ရှစ်ခုရှစ်ခုကနဲ့16ခုဖြစ်သွားတာကိုတွေ့ရတယ်။အဲ့ဒီဆဲတွေမှာဇီဝလို့ခေါ်တဲ့အသက်ရှိနေလို့ဒီလိုဖြစ်သွားတာအသက်မရှိရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။တွေ့ရမှာလည်းမဟုတ်ဘူး။ဒီဆဲတွေအားလုံး စုပေါင်းလိုက်တော့မှ drop ရုပ်ဝိတုဆိုတာဖြစ်လာတာအဲ့ဒီရုပ်ဇီဝိဒတာမရှိရင်အသက်ဆိုတာမရှိဘူးအသေးကောင်ပဲဝိညာဉ်တညာဘာမှရှိတော့မှမဟုတ်ဘူးနာဇီဝိဒကလည်းအသက်ရှင်မှုမှအရေးပါတာပဲစိတ်ကလည်းအာယုံကိုသိဖို့နန္တရားတွေရဲ့ရှိကအစိုးရရှိပါမယ်ဝိညာဉ်ကခံစားခြင်းကိစ္စတရားကယုံကြည်ခြင်းဝိရိယကရည်ရင်ခြင်းကြိုးစားအားထုတ်ခြင်းဧကဂရကစိတ်ကိုပြည့်မြတ်လွန်းလွင်မှာဖြစ်အောင်တည်တည်ကြည်ကြည်ဖြစ်အောင် ပညာကဆင်ញဉဏ်နဲ့တည်ခြင်းကိစ္စမှာသုဒ္ဓိယရှိလာပါလေ။သက္ကုသောတာကဏဇိံဝါကာယစတဲ့ပုရိဇာတိနိရိယပစ္စည်းတွေဟာရှိကဖြစ်ပေါ်ပြီးသားပစ္စည်းတွေဖြစ်ပြီးနောက်ကပြစ်လာတဲ့ပစ္စည်းဝံတရားတွေကိုသုဒ္ဓိယရှိပါတယ်။မြင်တဲ့ကိစ္စမှာသက္ကုပဒနာက ရှိကဖြစ်ပေါ်နေပြီးသားသူနောက်ကဖြစ်လာတဲ့မြင်သိစိတ်သက္ကုဝိညာဉ်စိတ်ကိုသူကသုဒ္ဓိယရှိပါတယ်။သက္ကုပဒနာက မကောင်းရင်မြင်တဲ့ကိစ္စမှာအာမကောင်းတော့ဘူးမကြည်လင်တော့ဘူးမျက်စိမှုံသွားပြီမြင်ကျင်တဲ့သက္ကုဝိညာဉ်စိတ်ကဘလို့ပဲမြင်ကျင်အောင်တော့မျက်စိပဓာရကမှမကောင်းတော့ဘလို့လုပ်ပြီးမြင်တော့မှလည်းမျက်မှန်ကူပြီးတော့ဒီတိုင်းပဲသောတာပဓာရမကောင်းရင်နားလေးသွားပြီဇင်ဝပဓာရမကောင်းရင်ပါဆဆဆရာပေါ်မှာရတာကိုမတွေ့ရတော့ဘူးကာယပဓာရသူမကောင်းတဲ့အခါကိုကိုထိဖို့မပြောနဲ့အနားတော်ကပ်မခံခြင်းနောက်ဇာနာပစ္စယောဆူဆူဆိုင်ဆိုင် အထူးမြဲမြံရှူအပ်တဲ့ဇံဥခေါ်တဲ့လူလေဒီဆရာတို့ဘုရားကြီးကမိတ်ဆွေခဲ့တယ်ဘယ်လို့ပဲလို့လို့ကိုလုတ်တဲ့အလုတ်ထဲမှာအာယုံဆွဲမြဲနေဇံဝင်စားနေတယ်လို့ဆိုနိုင်တယ်ကောင်းမှုကောင်းတာကိုပဲလုတ်လို့အာကုသို့မကောင်းမှုကိုပဲပြုပြီးကိုလုတ်ထဲမှာအာယုံဝင်စားနေတာဇံလို့ခေါ်ပါတယ်ငားများတဲ့လူကိုပဲကြည့်ငားမိဖို့ဝိတက်စိတ်နဲ့ရှေးရှုပြီးကြံစည်နေတယ် ဝိဇာရလို့ခေါ်တဲ့စိတ်နဲ့ဘယ်နေရာမှာဆိုဘလို့ငားရနိုင်တယ်ဒါကငားများကြီးကဘယ်လိုမျိုးစားသုံးမယ်လို့စူးစမ်းနေတယ်။ငားကငားများကြီးကိုလာဟတ်တော့ဖော်တော်ကလေးကငုံစီငုံစီပေါ်ကြီးပေါ်ကြီးဖြစ်နေတော့သူ့စိတ်ထဲမှာပီတိကိုဖြစ်လို့နှစ်သက်နေလိုက်တာ။သူဒီလိုငားများနေရတာကိုစိတ်ချမ်းသာနေတယ်။ဒုက္ခတွေဖြစ်နေလိုက်တာ။ဘေးဘီနီးနားမှာဘာတွေဖြစ်နေလဲဆိုတာကိုသူသိမသိတော့ဘူး။သူ့အလုံးမှာဆွဆွမြဲမြဲဖြစ်နေတာ။ ဒါဟာဣကကတာလို့ခေါ်တဲ့ဇန်စိတ်ဝင်စားနေတာပဲဒီတိုင်းပဲတိတိမှလာနေတာကိုကြည့်တယ်ဇလန်းထဲမှာစိတ်ကမျောသွားတယ်ဇလန်းထဲကဖြစ်နေတာကိုကိုယ်တိုင်ခံစားနေရသလိုမျိုးဒေါသတွေဖြစ်ဒေါကတွေဖြစ်မျက်ရည်တွေဗာရီများတော့ကြလို့ဒါဟာအကုသိုလ်ဇန်ဖြစ်နေတာပဲကုသိုလ်ဖက်လေဒီတိုင်းပဲဘုရားရုပ်ဘွားတော်ကိုရေမိုးသက်ပဲပန်းရည်စီမိကမြေဘုရားရဲ့အတုမရှိတဲ့ဘုံတော်ဉာဏ်တော်တွေကိုအာယုံပြုပြီးတော့ဘုရားဝဲပြုနေတယ် လို့ငြိမ်နေလို့စိတ်ထဲမှာပီတိတွေပါဖြစ်ပြီးချမ်းသာနေလိုက်တာဒါဟာလဲဇံဝင်စားနေတာပေါ့ဒါကုသိုလ်ဇံဝင်စားတယ်လို့ခေါ်တယ်ဒါကြောင့်မြတ်စွာဘုရားကဇာနာပိစယောတိဇာနေဂာနိဇာနာသံမြေတကံနဲ့ဓမ္မနဲ့တန်သမုဒ္ဒနာနိစ္စရူပနဲ့ဇာနာပိစယေနပိစယောဇာနာပိစယောတိဇာနာပိစယုတိကဇာနေဂာနိဝိတေဝိဇာရပီတိဒုက္ခဧကဂရဟူသောဇံအင်္ဂါ၅ပါးတို့သည်ဇာနာသံမြေတကံနဲ့ ဇန်နိရှင်ကုသောဓမ္မအနိစ္စစိတ်စိတ်တိတ်တရားတို့အား၎င်းတန်သမုဌာနံဒုဇန်ကြောင့်ဖြစ်ကုန်သောလူပါနိစ္စစိတ်တစားယုပဋိသန္ဓေကမ္မစားယုတို့အား၎င်းဇာနာပစ္စယနာဆိုင်ဆိုင်စုစုထူးကဲ့၍ရှုသည့်ဇာနာပစ္စယသတ္တိဖြင့်ပစ္စယောအာယုဆဆထင်ရှားလောင်ကျေစုဆောင်သည့်ဟောတိဖြစ်၏တဲ့ဒီနေ့တော့ပဋ္ဌာန်းအနိဗ္ဗာန်ရှင်းလင်းချက်စတိမပိုင်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါရနော်အားလုံးရှင်လန်းချမ်းမြေကြပါစေ